္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးသွားမှာကတော့ဒီကနေ့2014ခုနှစ်ဩဂတ်လ9ရက်နေ့ထုတ်သတင်းစာနဲ့ဂျာနယ်တွေထဲကကောင်းတို့ရဲ့ရာဖတ်စရာတွေကိုထုတ်ထုတ်တင်ဆက်ပေးသွားမယ့်အစီအစဉ်ပထမပိုင်းဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်မျိုးမင်းဦးနဲ့အတူကျွန်တော်ဇော်ဖေကပါဝင်ဖတ်ကြားပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုဇော်ဖေအခုကိုဇော်ဖေအနေနဲ့ပေါ့နော်ဘယ်လိုမျိုးမျက်နှာဖုံးသတင်းတွေကိုဖတ်ပြဖို့အတွက်ရွေးချယ်ထားလဲခင်ဗျာအဲဒီမှာပေါ့ဒီနေ့အတွက်ကတော့နော်ဒီ The Voice Daily သတင်းစာမှာတော့ဂျာပြက်ရွေးကောက်ပွဲပြုလုပ်ခြင်းတည် ပြည်သူ့ဘဏ္ဍာငွေဖြုန်းလိခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြားဆိုတဲ့မျက်နှာဖုံးသတင်းနဲ့ထွက်လာတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာ7 day daily မှာတော့ဂျပန်ဥနာရောင်ယောဂါကြောင့်စစ်တွေတွင်ကလေးငယ်၈ဦးသေဆုံးဆိုပြီးမျက်နှာဖုံးသတင်းနေနဲ့ထွက်လာတယ်ပေါ့နော်ဟုတ်ကဲ့ပါ daily 11ကကြတော့ရန်ကုန်တွင်လှုပ်ခတ်ခဲ့သောအင်အား Richter scale ၄ရှိငလျင်ကြောင့်တင်ငန်းညွန်းမြို့နယ်အတွင်းမှကန်ထိုက်တိုက်သည့်နှလုံးတင်းဆောင်မှုဖြစ်ပွားဆိုရက် မျက်နှာဖုံးသတင်းတွေနဲ့ထွက်လာတာပေါ့နော်ဟုတ်ကဲ့ခင်ဗျကိုမျိုးမင်းကဘာရွေးထားသေးလဲအီဒါအော်ပေါ့လေဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဒီနေ့ရွေးချယ်ပြီးတော့ဒီဖတ်ပြပေးသွားမယ်အီဒါအာပေါ်ကတော့ဒီ voice ထဲမှာပါတဲ့တောင်သူလယ်သမားများကိုအကာအကွယ်ပေးပါဆိုတဲ့အီဒါအာပေါ်ပဲဖြစ်ပါတယ်ခင်ဗျမြန်မာနိုင်ငံလူဦးရေ80ရာခိုင်နှုန်းခန့်ရှိနေသောတောင်သူလယ်သမားများသည် KSSS အစိုးရဆက်ဆက်အခွင့်အရေးအ ਨੇ စုံအဖိနှိတ်ခံရသောအဖြေခံများတပ်ဖွဲ့ဖြစ်နေခဲ့သည်ယနေ့အချိန်ထိလည်းရခိုင်အခြေအနေများထက်တိသာထင်ရှားသောတိုးတက်မှုအခွင့်အရေးများမရရှိသေးပေမည့် ဗြိတိရှကိုလိုနီခေတ်မှယနေ့ကာလာတီတိုင်အောင်အခွန်အထမ်းဆောင်ဆုံးဖြစ်တော်လဲတောင်သူလယ်သမားများအတွက်ကျန်းမာရေးစောင့်ရှောက်မှုပညာရေးအခွင့်အလမ်းနဲ့စိုက်ပျိုးရေးဆိုင်ရာသွေးအားစုများထောက်ပံ့မှုတို့တွင်အ ਨੇ ဆုံးအလစ်လူရှုခံရဆုံးအမေရော့ခံများလည်းဖြစ်ပေသည်ထိုအချိန်တွင်စိုက်ပျိုးရေးနှင့်မြေယာဆိုင်ရာမူဝါဒအားနည်းချက်များနှင့်ဈေးကွက်လက်ဝတ်ကြီးအုပ်စနစ်၏အရေးမကင်းလွတ်သေးသောကြောင့်စိုက်ပျိုးစရိတ်ပင်မကမီပဲအရှုံးပေါ်အကျွေးတင်ကလေယာဉ်မြေများလက်လွတ်ရမည့်အခြေအနေမျိုးပင်ကြုံတွေ့လျက်ရှိပေသည် ထို့အပြင်နွားမောင်ခိုများနဲ့ခိုင်နွားရှားပါလာခြင်းလေယာဉ်လုံငန်းမှအာမခံချက်မရှိသောဝင်ငွေအကန့်အသတ်ကြောင့်ပုံမှန်ဝင်ငွေရရှိနိုင်သည့်ပြည်ပထွက်အလုံလုံသူများများလာခြင်းတမ်းမြေဩဇာပိုးသက်စေပါဝင်အထွေထွေစိုက်ပျိုးဆေးကြီးမြင့်ခြင်းဈေးနှုန်းမတည်ငြိမ်ခြင်းတို့ကြောင့်လည်းလေယာဉ်လုံငန်းသူများအခက်အခဲပိုတွေ့လာကြပေသည်နိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရန်အလို့ငါနိုင်ငံခြားယင်းဤမြုံနယ်သူများကိုအစိုးရကဖိတ်ခေါ်နေတော်လဲလောဘဇောတိုက်တင်းယူထားသောမြေယာများကြောင့်ဖြစ်ပေါ်နေသောဆန္ဒပြတောင်းဆိုမှုများ ရဲဆန္ဒပြတောင်းဆိုသူတောင်သူလယ်သမားများကိုအမှုဖွဲ့ဖမ်းဆီးထောင်ချအရေးယူမှုများဟောလိဝုစင်ကာပူထက်မြန်မာနေသောအင်ချမ်းမြေဘူပေါင်းစင်းနှုံများအကျင့်မြတ်ခြားစားမှုအမြင့်တွယ်နေသောဘျူရိုကရေစီရန်ညားဤများမြောက်နေဆဲကျိုးနေစနစ်များအရာရာကန်ထရက်ရယူအပိုင်စီးထားသောခရိုနီလုပ်ငန်းရှင်များနဲ့မဖြစ်မနေတွဲလို့ရမည့်သဘောဖြစ်နေသည့်တန်နဲ့စီးပွားရေးအခွင့်အလမ်းများကြောင့်စူလွယ်နဲ့လွယ်တယင်ဇာတဒူဖော်ရီလုပ်ငန်းလောက်တွင်သာရှယ်ယာထဲဝင်လောက်ကန်ခြင်းကြပြီးဤပညာနှင့်အတတ်ပညာခြေပြု ရေရှည်ရင်းနှီးမြှုပ်နှံလူသူများလက်တွန့်နေခြင်းမှာသဘာဝကျပေသည်ထိုချင်းနေတွင်ပြည်တွင်းမျိုးစစ်မှန်သမျှအရေးသွေးကျဆင်းလာသောကြောင့်ဇီဝနည်းဖြင့်မျိုးဗီဇပြုပြင်ထားကမျိုးပွားရေးများသည့်မျိုးဆက်များဒဇဒဇတွင်ကျဲလာကဝယ်ယူသူစိတ်တိုင်းကျဈေးဖြတ်နေသည့်ဈေးကွက်ပေါ်မိခုန်ရသည့်အတွက်တောင်သူလယ်သမားများအတွက်စင်ရဲတွင်ကတတ်နိုင်မည်မဟုတ်ပေလူဦးရေ80ရာခိုင်နှုန်းကျော်စင်ရဲတွင်နေခြင်းသည်နိုင်ငံတစ်ခုလုံးစင်ရဲနေသည့်သဘောပင်ဖြစ်ရာ တောင်သူလယ်သမားများကိုလက်တွေ့ကြကြအကာအကွယ်ပေးမြင့်တင်ပေးနိုင်မည်မူဝါဒလုပ်ငန်းစဉ်များအမြဲဆုံးစဉ်းစားအပြေရှာသင့်ပြီးဖြစ်ကြောင်းသိစေအပ်ပေသည်ဆိုပြီးတော့ဒီရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီတောင်သူလယ်သမားအရေးကိုပေါ့နော်ဒီဂျုံလေးနေရာအခက်အခဲတွေကိုမိမောင်းထုတ်ပြီးတော့တင်ပြသွားတာပါခင်ဗျာတောင်သူမားဆိုတော့အနေနဲ့ရရမှာတော့ရှိနေတာပဲလေဟုတ်ကဲ့ဘာဖြစ်ဖြစ်နိုင်ငံလူကြီးအများစုကိုမြင့်တင်မပေးနိုင်တဲ့နိုင်ငံလုံးမြင့်တက်မလာဘူးပေါ့နော် ဟုတ်ကဲ့ကိုစော်ဖေးရအောင်အခုနောက်ထပ်ဘာအများရွေးထားလဲမသိဘူးခင်ဗျဒါကလည်းတောင်သူသမားနဲ့ဆက်ဆက်တဲ့တင်းလေးပဲကျွန်တော်ဖတ်ပြရအောင်ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့7 daily ရဲ့စာမျက်နှာဆက်တင်ပါဘောနော်တက်သိမ်းမြေပေါ်တွင်စိုက်ပျိုးသည့်ကမ်ဘလူးမြို့နယ်မှတောင်သူ59ဦးအားထောင်နှံများချမှတ်ပြီးတောင်သူ183ဦးကိုတရားစွဲဆိုဆိုတဲ့တင်းလေးကျွန်တော်ရွေးချယ်ထားပါတယ်နော်ဒါလည်းဖတ်ပြအောင်စကိုင်းတိုင်းဒေသကြီးကမ်ဘလူးမြို့နယ်တွင်တက်မတော်ကသိမ်းဆီးထားသည့်မြေများပေါ်တွင်ထွန်ရက်စိုက်ပျိုးသည့် မူလပိုင်ရှင်များအားပိုင်နှင့်ကျူးလွန်မှုများဖြင့်တရားစွဲဆိုထောင်ချမှုများပြုလုပ်လျက်ရှိရာတောင်သူ59ဦးအားထောင်ဒဏ်ချမှတ်ထားပြီးတောင်သူ183ဦးကိုဆက်လက်တရားစွဲဆိုထားကြောင်းဒေသခံတောင်သူများကပြောဆိုရဲပေါ့နော်ဟုတ်ကဲ့သူတို့ရဲ့ရှင်းနေရဒီမှာဆက်ပြောထားတာတော့ကမ်ဘလူမြို့နယ်အတွင်းရှိခအုံးတော်ငပြောခိုင်းနဲ့ပေကြီးကြီးပါများမှ တောင်သူ450ကျော်ကိုအကျိုးဖြည့်ဆည်းမှုပုံမှန် 429ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီးပထမအတုတရားစွဲဆိုခံရသည့်တောင်သူ200ကျော်မှ59ဦးကိုနှစ်ချီသောထောင်နှံများအပါအဝင် ထောင်နှံအသီးသီးချမှတ်ခဲ့ပြီးတောင်သူ183ဦးမှာဆက်လက်အမှုရင်ဆိုင်နေရသည်ဟုရှင်းနေများကွန်ရက်မှတရားလွှတ်တော်ရှင်းနေဦးသိန်းဦးကပြောရဲပေါ့နော်ဒါရှင်းနေသူတို့ရဲ့ရှင်းနေပြောတာပေါ့ဗျာဒီသူဒီသူတို့ကဆက်ပြောထားတာကတော့အကျိုးဖြည့်ဆည်းမှုဖြင့်ထောင်နှံများချမှတ်ခံနေရသည့် တရားမျှတမှုမရှိဘဲအတင်းဓမ္မအနိုင်ကျင့်ခံရခြင်းဖြစ်သည်ဟုရှင်းနေဦးသိန်းကနေပြီးတော့ဆက်ပြောတယ်ပေါ့ဗျာနော်ဒေသခံတောင်သူကတော့သူကဘယ်လိုပြောလဲဆိုတော့ကျမတို့ထုံနှုံးတိုက်ပွဲလုပ်တာမဟုတ်ပါဘူးလက်စားသဘောမျိုးလူ20လောက်စုပြီးကိုမြေလေးတွေပေါ်ထွင်ရနေတာကနေတရားစွဲထောင်ချခံရတာပါမြေဆိုတာလဲသူတို့ပေးလို့လုပ်တာအိမ်တော်ဦးစီးတွေက ထောင်ချစိုက်ပျိုးထားတာလေးတွေလဲအဖြတ်ခံရနဲ့စားဖို့နေရေးမပြေလည်ဘူးကိုမြေကိုပြန်ရကျင်တယ်လို့ မြေအေကာများစွာအသိန်းခံရပြီးလက်ရှိတွင်အကူနှင့်တူများအပါဝင်မိသားစုဝင်များစွာထောင်ချခံထားရသည့်ငပြောခိုင်းရွာမှတောင်သူမတ်အမဆွေကပြောပြရတယ်ဗောနော်ဟုတ်ကဲ့စိတ်မကောင်းစရာစိတ်မကောင်းစရာဗောဗျာဒီမှာဆက်ရေးထားတာအမြင့်ဆုံးထောင်တန်၃နှစ်အပါဝင်နှစ်ချီလချီတို့ထောင်တန်များချမှတ်ခံထားရသည့်တောင်သား59ဦးကိုရွှေဘူထောင်နှင့်တောင်ငူမြင်းညံပခုတ်ကူမိထီလာစသည့်အကျဉ်းတော်အသီးသီးတို့ခွဲခြားပို့ဆောင်ထားရာထောင်ချခံတောင်သူများ၏မိသားစုများက စိုးရိမ်မှုများရှိနေသည်ဟုတောင်သူများအားအကူအညီပေးနေသည့်အဖွဲ့အစည်းများကပြောတယ်တဲ့။အဲသူတို့ကဟိုဟိုသူတို့ ਨੇ နီးစပ်ရထောင်းနေမှာမထားဘဲနဲ့နေဝေးတွေကိုပို့တဲ့အခါကျတော့မိသူထောင်းဝန်စာတွေးလို့နောက်ကမိသားစုတွေအခက်ဆဲနေကြရအောင်လုပ်တယ်ပေါ့ရှိတော့ပေါ့ဟုတ်ပြီးတော့အခုဒီလိုမျိုးပေါ့နော်တောင်သူ183ဦးတော့တရားစွဲဆိုခံရတယ်ပြီးတော့58ဦးထောင်ချခံရဆိုဆရာဆန်လက်ထက်မှာပေါ့ဒါမျိုးဒီလောက်ထိရှိခဲ့ရလားပေါ့နော်ဟုတ်ကဲ့ အခုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးသွားမှာကတော့စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာရဲ့ဒီစာမျက်နှာတင်မှာပါဝင်တဲ့သတင်းပါအဲ့ဒါကတော့ NCCD နဲ့ဥအောင်မင်းတို့မြကြီးနားတွင်အလွတ်သဘောတွေ့ဆုံဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေလောပြစ်ခတ်ရစေးရေးသဘောတူစာချုပ် Nationwide Ceasefire Agreement NCA Single Task ဒုတိယမူကြမ်းတွင်နဲ့ကြန့်ရှိနေတဲ့အချက်31ချက်ကိုရန်ကုန်မြို့မှာဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် NCCD နဲ့ UPWC ကိုစလဲများသည့်မြကြီးနားမြို့ပြည်내အစိုးရရုံးခန်းမှာဩဂတ်လ3ရက်နေ့မွန်းလွဲ2နာရီချိန်ကတွေ့ဆုံဆွေးနွေးခဲ့တဲ့ န် CCD မှအဖွဲ့ကောင်းဆောင်နိုင်ဟန်သာဖတူစောကွယ်ထူးဝင်းနဲ့ဒေါက်တာစလိုင်းလျံမုံစာခေါင်းတို့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့တဲ့ UPWC ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးသိန်းစောဒုတိယဘူချုပ်ကြီးတန်နိုင်ဝင်းအပါအဝင်ပြည်နယ်အစိုးရအဖွဲ့လွှတ်တော်ကိုယ်စားလှယ်များနဲ့မြန်မာညီညွတ်ရေးဗဟုဌာနတို့မှအကြီးအကဲအရာရှိများတက်ရောက်ခဲ့ပါတယ်တဲ့ဦးလာမောင်ရွှေကပြောကြားထားရှိပါတယ်ခင်ဗျာ ဒီနေ့အဓိကဆွေးနွေးပွဲရည်ရွယ်ချက်ကအချက်31ချက်ကိုအများဆုံးညှိနှိုင်းနိုင်ပြီးတော့အားလုံးလိုချင်တဲ့လက်မှတ်ရေးထိုးပွဲကိုအများဆုံးဆောင်ရွက်နိုင်မှုပါတဲ့ဒီနေ့ဆွေးနွေးချက်အရတော့ policy ပိုင်းမှာတော့အများကြီးညှိနှိုင်းမှုမကြံပါဘူးဆိုတော့သဘောမျိုးတော့နှစ်ဖက်ခေါင်းဆောင်တွေကသဘောတူထားပါပဲအဲပြီးတော့အဲ့မှာပေါ့နော်ဒီဥနိုင်ဟန်သားပြောခဲ့တာဟောပေါ့ဒီတိုင်းသားအဖွဲ့ကအဓိကဆွေးနွေးတာကတော့တစ်ဆိုးနေတဲ့အရေးကြီးတဲ့အရာတွေဥမာ federal ကိစ္စတွေပေါ်မှာအမြင်မတူတာတွေတပ်ဖွဲ့စည်းရေးမှာအမြင်မတူတာတွေ အဲ့လိုမျိုးအမြင်တွေကိုဆွေးနွေးတာပါတဲ့ဥပဒေနဲ့အညီဆိုတဲ့ဝေါ်ဟာရတွေအဲပြီးတော့ဒါတွေကဘလို့မြင်တယ်တခြားတစ်ဖက်ကဘလို့မြင်တယ်ပေါ့နော်ဒါပေမဲ့ဆွေးနွေးမှုကိုတော့အားရကျင်းနေခဲ့ပါတယ်ဆိုပြီးတော့ဒီဥနိုင်ဟန်တာကပြောကြားခဲ့တဲ့စကားနဲ့ပဲအဆုံးသတ်ထားပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါကိုစော်ဖေးရောနောက်ထပ်ပဲသတင်းကိုရွေးချယ်ပြီးတော့ဖတ်ပြပေးသွားမှာအဲဒီမှာကျွန်တော် voice ဂျာနယ်ပေါ့နော်ဘိုင်မွန်းတဲ့နေဂျာနယ်အေဂျာအဖွဲ့ဝင်များကိုပုံမှန်ပြောင်းတရားဆွဲဆိုတူးပြန်လို့ဆိုပြီးတော့ကျွန်တော်တို့မီဒီယာလောကသားဒီရဲ့သတင်းလေးကျွန်တော်ဖတ်ပြခြင်းပါတယ်ဟုတ်ကဲ့ခင်ဗျอืม ဒေါ်အောင်ဆန်းစုကြည်ကိုလူထုကကြားပြတ်အစိုးရအဖြစ်တင်မြှောက်ဟူသည့်သတင်းရေးသားဖော်ပြခဲ့သောကြောင့်ဗိုင်းမွန်းတန်နေချာနယ်ထုတ်ဝေသူအပါဝင်အေဒီတာအဖွဲ့ဝင်၅ဦးကိုနိုင်ငံတော်အကြီးညိုပြက်စင်မှု အများပြည်သူအထိတ်တလန့်ဖြစ်စေမှု ပုံမှန်၅ကကြီးညတို့ဖြင့်တရားစွဲဆိုထားရမှ နိုင်ငံတော်ညီဝတ်ပြည်ပြားရေးနှင့်နှောက်ယှက်ဖြစ်စည်းမှုပုံမှန်၅၅ခါဝေးဖြင့်ပြောင်းလဲတရားစွဲဆိုခဲ့ပြီးအေဒီတာအဖွဲ့ဝင်ဦးရဲမင်းအောင်ကိုပြန်ထုတ်ပေးခဲ့ကြောင်း မွန်းတက်နေဂျာနေဤအကျိုးဆောင်ရှိနေဥရောဘတ်ဆောင်ကပြောကြားကြည်ဟုတ်ကဲ့နော်မနေ့ကဆိုသူတရားဆွဲရုံးထုတ်ပြီးတော့တရားဆွဲတာပေါ့သူတရားဆွဲတယ်စပြီးတော့စစ်ဆေးနေပြီးပေါ့သူပြန်ပြန်လှုပ်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ဒီမှာသူဆက်ရေးပြထားတာကဆိုပါဂျာနေအေဂျာအဖွဲ့ဝင်ဥရဲမင်းအောင်ကိုတရားဆွဲဆိုရန်တက်တည်ကန်ချက်မလုံလောက်သောကြောင့်တွတ်ပေးခဲ့ခြင်းဖြစ်ကြောင်းဥရောဘတ်ဆောင်ကထပ်လောင်းပြောဆိုရတဲ့ဆက်ရေးထားတာကဘိုင်းမွန်းတက်နေထုတ်ဝေသူနဲ့ အဒီရာအဖွဲ့ဝင်များကိုဒုတိယအကြိမ်မြောက်ရုတ်ထုတ်စစ်သေးစီနှင့်ဩဂုတ်လ၄ရက်နေ့တွင်ပုံမှန်၅ငွေခါဝဲဖြင့်ပြောင်းလဲတရားဆွဲဆိုခဲ့ခြင်းဖြစ်သည်တဲ့ထုတ်တဲ့နေ့မှာဒါပြောင်းလဲတရားဆွဲတာပေါ့ဗျာဥရောပဆန်အောင်ကဆက်ပြောထားတာတော့သမရာကြီးနဲ့စာနယ်ဇင်းကောင်စီတို့တွဲဆုံမှုအပေါ်မှာလည်းပဲအခြေခံမယ်လို့ယုံကြည်ပါတယ်သမရာကြီးကထိခိုက်နစ်နာမှုမရှိအောင်ကူညီမယ်ဆိုတဲ့အတိအပွင့်ကိုအောက်ခြေကအကောင့်ထဲပို့ပြီးတော့ဆောင်ရွက်တာကြောင့်ပြောင်းသွားတာပါနှုတ်မွေရင်တော့တော်တော်လေးပြင်းပါတယ် လို့ဥရောပဆိုင်အောင်ကပြန်ပြောတယ်ပြောတယ်ဟိုတလောကပဲဒါဆာနာစင်းကောင်စီနဲ့နိုင်ငံတော်တမတိုင်းနဲ့သွားတွေ့လို့ဒီလိုပြောပြီးညီနိုင်လို့ညီနိုင်လို့ဒီလိုမျိုးလေးဖြစ်သွားတယ်လို့ဖြစ်လာတယ်စိတ်ရထားတာနော်ဘိုင်းမွန်းတဲ့နေကြတဲ့ထုတ်ဝေသူဥကျော်မင်းခိုင်တာဝန်ခံအေဒီတာဥနိုင်ဆိုင်အောင်အေဒီတာအဖွဲ့ဝင် ဖြစ်သူဥဝင်းတင်ရဲမင်းဥရဲမင်းအောင်တည်င်းတော့ဥမင်းဝတန်တို့ကိုရင်းတည်င်းရေးသားဖော်ပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအထူးသတင်းတပ်ဖွဲ့ကဇူလိုင်လဒုတိယပတ်အတွင်းစတင်ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဘိုင်မွန်တန်နေချာနဲ့အေဂျာဖွဲ့ဝင်များကိုဩဂုတ်လ14ရက်နေ့တွင်တတိယအကြိမ်မြောက်ရုံချင်းချိန်ဆထားကြောင်းအဆိုပါဂျာနယ်ထံမှထပ်မံသိရှိရတယ်ပေါ့နော်။ဟုတ်ကဲ့ဟုတ်။ဒါတို့ဒါဒုတိယကြိမ်ဦးဒါဩဂုတ်လ14ရက်နေ့ထပ်ချိန်နေပေါ့ဗျာ။ဟုတ်ကဲ့။ဒါကတော့ကျွန်တော်တို့လည်းမီဒီယာလောကသားတွေအချင်းချင်းဆိုတော့ဗျာ။ကိုစော်ဖေးလည်းကိုလေးကိုလေးဖြစ်ခဲ့တာဆိုတော့ဘာပဲပြော အေးရှင်းနဲ့ပြီးသွားမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ခင်ဗျာဘာဖြစ်ဖြစ်ဘယ်ဘက်ကူမှတော့ဒီဘသူ့ကူမှမနစ်နိုင်တော့အကောင်းဆုံးပေါ့ဗျာဟုတ်တယ်မလားကျွန်တော်တို့ရနောက်ဆုံးအစီအစဉ်မှာအခုကိုမျိုးမင်းကောဘာရွေးချယ်ထားသေးလဲဟုတ်ကဲ့ပါအခုကျွန်တော်ရွေးချယ်ထားတာကတော့ဒီ daily 11ရဲ့ဒီစာမျက်နှာ session မှာပါဝင်တဲ့ cartoon လေးတစ်ပုဒ်ပါခင်ဗျအဲအဲ့ cartoon ကတော့ဒီလူနှစ်ယောက်ရှိတယ်ဗောနော်လူနှစ်ယောက်ကဒီစကားပြောနေကြတယောက်ကလက်စားတဲ့တရားသူကြီးတွေဟိုတဲ့ဘာလို့မြို့နယ်တွေပဲပြောင်းရွှေ့ပေးနေရတာလဲတဲ့ ဟာဖြုတ်လိုက်ရင်တရားသူကြီးရှိတော့မှာမဟုတ်လို့တယောက်ကပြောဟာတယောက်ကအိုးတယ်မရှိလဲရနေတာပဲတဲ့အထက်မင်းကိုဘီလစ်စီကိုဖတ်ခိုင်းလို့လေရနေတာပဲဆိုပြီးရေးထားခဲ့တာဒါကတော့ ready made အမိတ်နေပေါ့နော်ဆိုင်ဆိုင်အမိတ်နေရဆိုင်အမိတ်နေရလွမ်းမိုးနေလွမ်းမိုးနေတယ်ဆိုတာကိုကာတွန်းဆရာထုတ်ပြတာပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါအခုကျွန်တော်တို့နှစ်ယောက်တင်ဆက်ပေးခဲ့တဲ့ဒီနေ့ထုတ်သတင်းစာနဲ့ channel တွေထဲကကောင်းတို့ရဲ့ရာဖက်ဆရာအစီအစဉ်များကိုတင်ဆက်ပေးခဲ့တဲ့အစီအစဉ်ပထမပိုင်းကိုဒီမှာပဲရှင်းနာခွင့်ပြုပါအောင်ခင်ဗျာစောင့်မျှော်ကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်